ဂိမ်းဝစ်အိမ်ကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ဗာလေးကိုကြည့်မလဲဆိုလို့ရှိရင်ပေါ့နော်စာတွေဖတ်ကြတဲ့အခါမှာဒီစာပိုက်တွေကိုဘယ်လို analyze လုပ်ကြမလဲဘယ်လိုမျိုးခွဲခြမ်းစိတ်ဖြာကြမလဲဆိုတာလေးတစ်ချက်ကြည့်ကြည့်ပါမယ်ဒါလေးဒီဒါ GED သင်ရိုးလေးကိုတစ်ချက်အခြေခံထားပါတယ်ပေါ့နော် okay ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကိုဖတ်သမျှစာပိုက်တိုင်းပေါ့နော်ဒါကစာပိုက်ဆိုတာ ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုလို့ရှိရင်ဒါအချက်အလက်သတင်းအချက်အလက်ပေးတဲ့ information informative ဖြစ်တဲ့စာပိုက်တွေလည်းဖြစ်နိုင်တယ်လို့မျိုးနောက်တစ်ခုကဒါဝိတုတွေစာပေတွေဒါခန်းစားဖို့အတွက်လုပ်တဲ့စာပိုက်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်ကိုဖတ်သမျှစာပိုက်တိုင်းမှာကဒီစာပိုက်ကဘု து အကြောင်းကိုရေးနေတာလေဘု து အကြောင်းကိုပြောနေတာလေဆိုတာကိုရှိတယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ subject လို့ခေါ်တယ်ပေါ့နော်ဒီအမှုမှာဒါစုစုအကြောင်းကိုပြောနေတာလားဒါမှမဟုတ်မြမရဲ့စီးပွားရေးအကြောင်းကိုပြောနေတာလား ဘု து အကြောင်းကိုပြောနေတာလေဆိုလို့ရှိရင်အဲ့ဒီကောင်ကို subject လို့သတ်မှတ်လို့ရတယ်နောက်တစ်ခုက main idea main idea ဆိုတာကဒီပြောချင်တဲ့ဟုတ်ပြီ စုစုအကြောင်းကိုပြောတယ်စုစုအကြောင်းကိုပြောတယ်ဆိုစုစုဆိုတာကြီးဒီ subject စုစုရဲ့ဘာဖြစ်တဲ့အကြောင်းကိုပြောချင်တာလေသူ့ရဲ့အကုံလုံးကိုပြောလို့မရဘူးဗောနော်စုစုကလှတယ်ဆိုတာကိုပြောချင်တာလားစုစုကအစ်စ်မကောင်းဘူးဆိုတာကိုပြောချင်တာလားဒါမျိုး तू ပြောချင်တဲ့အဓိကအချက်လက်ဒီ main idea လို့ပြောပါတယ်ဗောနော် main idea ဆိုတာက the most important point of the subject ဒီကိုပြောချင်တဲ့အကြောင်းအရာအဓိကအခုဒီစာပိုက်ထဲမှာ highlight လုပ်ပြီးပြောချင်တဲ့ကောင်ဒီဒါ main idea ပေါ့နော် okay main idea တခုကိုတရုပ်ပေါ်လာစေဖို့ဥပမာစုစုအကြောင်းပဲပြောကြမယ်ထားပါတော့ subject ဒီစုစုကိုပြောချင်တာဒီစုစုဒီလှဒီဆိုတာကအဓိကပြောချင်တယ်ဒါဒီ main idea စုစုကလှတယ်ဆိုတာက main idea စုစုကလှတယ်ဆိုတာကိုတစ်ဖက်လူကမြင်လာဖို့စာဖက်သူကမြင်လာနားလေတရုပ်ပေါ်ယုံကြည်လာဖို့အတွက်အချက်လက်တွေနဲ့ထည့်ရတယ်ပေါ့လူတိုင်းကစုစုလာယူဆိုရင်ငေးကြည့်ကြရ ရတယ်ပြီးတော့ကြတော့သူ့ရဲ့ចောင်းမှာ तू က queen ညားတယ်ဒီလိုမျိုးဘေးကနေတိုင်းဝိုင်းပေးနေတဲ့အချက်အလက်တွေအဲ့လိုဘေးကနေတိုင်းဝိုင်းပေးနေတဲ့အချက်အလက်တွေဒီ supporting details လို့ခေါ်တယ်ပေါ့နော်ဆူဆူကလှပါတယ်ဆိုတဲ့အချက်လက်ကိုစာဖတ်သူတွေကဒီ main idea ကိုယုံကြည်လာစေဖို့နားလေတရုပ်ပေါ်လာစေဖို့ဘေးကနေတိုင်းဝိုင်းပြီးတော့အချက်အလက်အသေးစိတ်တွေထည့်ရေးတာဒီအဲ့ဒါတွေဒီ supporting details တွေဖြစ်တယ် supporting details အများစုကဘလို့ဟာတွေဖြစ်လေရှိတယ်လဲဆိုရင်အချက်အလက်တွေဥပမာတွေတရုပ်ဖော်ပြချက်တွေဖြစ်တတ်တယ်တဲ့အဲ့ဒါဆိုလို့ရှင်တစ်ချက်ကြည့်ကြည့်အောင် supporting details ကိုရှာကြည့်မယ် main idea ကိုရှာကြည့်မယ် subject ကဘာလဲကြည့်ကြည့်မယ်ပထမစာပိုက်လေးဥပမာစာပိုက်လေးမှာဆိုရင် Dogs are great pets. Dogs ခွေးတွေကအားဖြစ်ကြတယ် great အလွန်ကောင်းတဲ့ pets အိမ်မွေးတိရစ္ဆာန်တွေဖြစ်ကြတယ်ခွေးတွေကတကယ်ကောင်းတဲ့အိမ်မွေးတိရစ္ဆာန်တွေဖြစ်တယ် they are သူတို့တွေကဖြစ်ကြပါတယ် friendly ဖော်ရွေတယ် and ပြီးတော့ love to play စောရတာလည်းကြိုက်တယ်ပေါ့နော် many dogs ခွေးအများစုသည် can also help ကူညီနိုင်ပါသေးတယ် people လူတွေကို by guarding homes အိမ်တွေကိုစောင့်ရှောက်ပေးခြင်းအပြင် or guiding the blind မျက်စိမမြင်ရတဲ့လူတွေကိုလမ်းပြပေးခြင်းအပြင်လည်းလူတွေကိုသူတို့ကကူညီနိုင်သေးတယ်တဲ့ dogs are loyal ခွေးတွေကတစ္ဆာရှိတယ် and ပြီးတော့ fun to be around ဘေးနားမှာရှိရင်ပြောစရာကောင်းတယ်ပေါ့အဲ့ဒါဆိုရင်ကိုရဲ့ရှာမယ်ဒါကဘု து အကြောင်းပြောနေတာလေ subject ကဘာလဲ dogs ခွေးအကြောင်းကိုပြောတာဒါဆိုရင် subject ဒီ dogs ဟုတ်ပြီခွေးရဲ့ဘယ်အကြောင်းပြချက်ကိုပြောချင်တာလဲခွေးကရင်သေရတယ်လို့ပြောချင်တာလားအဲခွေးတွေကဈေးကြည့်တယ်လို့ပြောချင်တာလားမဟုတ်ဘူး तू ပြောချင်တဲ့အရေးပါဆုံးသောပြောချက်ကဘာလဲဆိုတော့ခွေးတွေဒီလူတွေအတွက်ကောင်းတဲ့ great dogs are great pets ပေါ့နော်ကောင်းတဲ့အိမ်မွေးတိရစ္ဆာန်တွေဖြစ်ကြတယ်ဆိုတာမျိုးပြောခြင်းတာအဲ့အတွက်ကြောင့်ဒါက ဒီတကယ် main idea ဒီပါလဲဆိုတော့ dogs are great pets ခွေးတွေဒီဒါ great pets အလွန်ကောင်းတဲ့အိမ်မွေးတိရစ္ဆာန်တွေဖြစ်တယ်ဆိုတာကိုပြောချင်တာဒါကိုပြောဖို့အတွက် तू ကဘေးကနေတိုင်းဝိုင်းပြီးပြောတာတွေကဘာတွေလဲဆိုတော့ခေါ်ရွေတက်ပါတယ်ကစားတက်ပါတယ်ကစားရတာကြိုက်ပါတယ်လူတွေကိုလည်းကူညီပြန်ပါသေးတယ်ပြီးတော့ကြာတစ္ဆာလည်းရှိတယ်ဘေးနောက်မှာရှိရင်လည်းပျော်စရာကောင်းတယ်ဘာလို့ great pets ဖြစ်ရတာလဲပေါ့ဘာလို့ဒီလူတွေအတွက်ကောင်းတယ်အိမ်မွေးတိရစ္ဆာန်ဖြစ်ရတာလဲဆိုတာကို तू ကခေါ်ရွေတယ်ကစား ကစားရတာကြိုက်တယ်၊ကုညီတတ်တယ်၊သစ္စာရှိတယ်၊ဘေးနားမှာရှိရတာပျော်စရာကောင်းတယ်ဒါမျိုးအချက်အလက်အသေးစိတ်ကလေးတွေနဲ့ထပ်ပြီးတော့ထောက်ပို့ပေးထားတယ်။အဲ့ဒီအတွက်ကြောင့်ဒီအချက်အလက်လေးတွေသည် supporting details တွေဖြစ်လာတယ်ပေါ့။ Okay ဒါကပထမဥပမာဖြစ်ပါတယ်။ဒုတိယဥပမာလေးကိုကြည့်ရအောင်။ Many cities မြို့တွေအများစုသည် are investing မြုံနယ်နေကြပါတယ်။ပစံညင်းညှုံနေနေတယ်ပေါ့ in public transportation အများပြည်သူသုံးတည်ယူပို့ဆောင်ရေးကို မြုပ်နှံနေကြတယ် to reduce traffic လမ်းသွားလမ်းလာတွေကိုလျှော့ချဖို့ and pollution ညစ်ညမ်းမှုတွေကိုလျှော့ချဖို့အတွက်ပေါ့နော်မြို့အများစုကဒီအများသုံးသိယူပို့ဆောင်ရေးမှာပတ်စံနေရင်းနှီးမြုပ်နှံနေကြတယ်ဘာလို့ရင်းနှီးမြုပ်နှံနေတာလဲဆိုတော့ဒီလမ်းပေါ်မှာလမ်းကျက်တာတွေကိုလျှော့ချဖို့ပြီးတော့ကြတော့ညစ်ညမ်းမှုလေထုညစ်ညမ်းမှုတွေဘာတွေကိုလျှော့ချဖို့အတွက်ဒါမျိုးတွေရင်းနှီးမြုပ်နှံနေတယ်ပေါ့ buses bus ကားတွေ trains ရထားတွေ and subways မြေအောက်ရထားတွေသည် help people move around လူတွေကိုသွားလာဖို့ကူညီပေးပါတယ် without relying on private cars ကိုပိုင်ကားတွေအပေါ်မှာဒါတကိုရေစီးကားတွေအပေါ်မှာသွားပြီးတော့မှီခိုးစရာမလိုပဲနဲ့ဒီ bus တွေ trains တွေ subway တွေကလူတွေကိုကူညီပေးတယ်တဲ့နော်ကိုပိုင်ကားမရှိလည်းပြဿနာမရှိဘူး This not only cuts down on harmful emissions ဒီဟာကအန်တရယ်ရှိတဲ့ဒငွေထုတ်လွှတ်မှုတွေကိုရှော့ချပေးရုံတင်မက but also saves money for commuters ဒီသွားလာတဲ့လူတွေအတွက်လည်းငွေကိုငွေသိပ်ပြီးတော့မတုံးစရာမလိုတော့ဘူးပေါ့နော်ငွေချွေတာရလည်းရောက်စေတယ်တဲ့ in addition ထပ်ပေါင်းပြီးပြောရရင်တော့ better public transit systems ပိုကောင်းတဲ့ဒီလူအများပေါ့နော်လူများသုံးလို့ရမယ် transportation စနစ်တွေဒီ can improve access to jobs, schools, and healthcare, especially for low income families. ဝင်ငွေနည်းတဲ့မိသားစုတွေအတွက်ဒီ public transport တွေကပို့ပြီးတော့အလုပ်တွေကျောင်းနေပြီးတော့ကျမရေးဆောင်ရှောက်မှုတွေစီကိုပို့ပြီးရောက်အောင်သွားနိုင်လိမ့်မယ်တဲ့အဲ့ဒါဆိုဟုတ်ပြီသူဘာအကြောင်းကိုပြောနေတာလဲ subject ကဘသူကိုသူမိမောင်းထိုးပြနေလဲဆိုတော့ public transportation လို့ခေါ်တယ်အများသုံးသိယူပို့ဆောင်ရေးအကြောင်းသူကပြောကျင်နေတာဟုတ်ပြီ public transportation ဒီဒီနေရာမှာ subject ဖြစ်တယ် အရေးအပါဆုံးဘာကိုပြောချင်တာ public transportation ကမကောင်းဘူးလို့ပြောချင်တာလားဒီပြည်သူတွေရဲ့အခွင့်အရေးကိုသုံးတယ်လို့ပြောချင်တာလားဘာကိုပြောချင်တာလဲ तू ပြောချင်တာ public transportation ကောင်းတယ်ဆိုတာမျိုးလေးကို तू ပြောချင်တာအဲ့ဒါမှဥပမာ तू တိုင်ဝိုင်းပြီးပြောထားသေးတယ်ပေါ့နော်အဲ့ဆိုရင်တကယ်အဓိပအဓိကအရေးပါဆုံးပြောချင်တာဒီ public transportation is good ပေါ့နော် public transportation ကကောင်းတယ်လို့ तू ပြောချင်တယ်ဟုတ်ပြီဘေးနာကနေပြီးတော့ကောင်းတယ်ဆိုတာကိုလူတွေယုံကြည်လက်ခံမြင်သာလာအောင် ထောက်ပိုးတာတွေကဘာတွေရှိမလဲ ဘာတွေရှိမလဲဆိုလို့ရှိရင် private cars တွေကိုဒီတဦးစီပိုင်တဲ့ကားတွေအပေါ်မှာသွားပြီးတော့မိခိုးစရာမလိုတော့ဘူးဒါမျိုးတွေပြောထားတယ်ပြီးတော့ကြတော့ NDA ရှိတဲ့ဒငွေထုတ်လုပ်မှုတွေကို short ချပေးတယ်ငွေလည်းတတစေတယ်ပြီးတော့ကြတော့ပစံဝင်ငွေနဲ့တဲ့မိသားစုတွေအတွက်ဟိုသွားတီသွားအဆင်ပြေစေတယ်ဒါမျိုးလေးတွေနဲ့သူကထောက်ပို့ပြီးတော့ public transportation ကကောင်းပါတယ်ဟိဆိုတာကို ထောက်ပို့ထားတယ်အဲ့ဒီအတွက်ကြောင့်ဒါတွေဒီ supporting details တွေဖြစ်လာပါတယ်နောက်တစ်ခုလေ့လာကြည့်ရအောင် နောက်တစ်ခုမှဆိုလို့ရှိရင်တဲ့ these days ဒီနေ့တွေမှာဒီနေ့ဆိုတော့အခုခေတ်မှာပေါ့နော်မြန်မာလိုပြောရင်တော့ many people လူတွေဒီ are busy အလုပ်ရှုပ်ကြတယ် and eat out a lot အပြင်မှာထွက်ပြီးစားကြတယ်တဲ့ but cooking at home ဒါပေမဲ့အိမ်မှာချက်တာက can save you money နင့်ကိုငွေတက်တာစေနိုင်တယ် and ပြီးတော့ help you stay healthy ကျန်းမာလည်းကျန်းမာစေနိုင်တယ် when you cook နင်ဟင်းချက်ပြီးဆိုရင် you choose what goes into your food နင့်အစားအသောက်ထဲမှာဘာထည့်မယ်ဆိုတာနင့်မှာရွေးချယ်လို့ရတယ် less oil စီရွေးလျှော့ထည့်မလား less sugar တကြားလျှော့ထည့်မယ် more vegetables အသီးအရွက်တွေပိုထည့်မယ်ဒါမျိုးတွေကိုကရွေးချယ်နိုင်တယ် you also learn a skill နောက်ပြီးတော့နင်ကဒါကျွမ်းကျင်မှုတစ်ခုလည်းတက်မြောက်သွားတယ်ဟင်းချက်တယ်ဆိုရင် that is useful for life ဘဝအတွက်အသုံးဝင်တဲ့ကျွမ်းကျင်မှုတစ်ခုလည်းတက်ရောက်တက်မြောက်သွားပါတယ် hooking doesn't have to be hard ဟင်းချက်တားကြီးကအရန်ခက်ခဲနေစရာ မလိုပါဘူး even making simple things like rice fried egg and soup ဒီလိုမျိုးကတော့ထမင်းပြီးတော့ကြဥကြော်စွပျော်ဒီလိုမျိုးတသေးရိုးရှင်းတာလေးတွေကိုလုပ်ယုံတင်နေပဲတဲ့ can make you feel proud မင်းကိုမင်းဂုဏ်ယူစေနိုင်တယ်ပေါ့နော်ဒီလိုတသေးလေးတွေလုပ်ဝင်တောင်ရတယ်ပေါ့အကြီးကြီးတွေဟို chef တွေချက်တယ်လို့မျိုးကြီးတွေချက်နေမှာမဟုတ်ဘူးပေါ့ sharing a home cooked meal with friends or family အိမ်ချက်ဟင်းပွဲလေးပေါ့နော်အိမ်ချက်ဟင်းပွဲလေးတပွဲကို မိသားစုတွေတငယ်ချင်းတွေနဲ့မျှတာစားသုံးခြင်းသည် is also a great way to feel close to each other တယောက်ကိုတယောက်ပို့ပြီးတော့ရင်းနှီးစေတဲ့နီလန်တစ်ခုလည်းဖြစ်ပါသေးတယ်တဲ့ကျမရေးအတွက်ကောင်းယုံတင်မဟုတ်ဘူးဒီကိုယ့်အကူလည်းဂုံယူသွားနိုင်စေတယ်ပြီးတော့ကြတော့မိသားစုတွေတငယ်ချင်းတွေနဲ့လည်းပို့ပြီးတော့ရင်းနှီးမှုရလာစေနိုင်တယ်လို့သူကပြောတာပေါ့နော် ဆိုကြည့်ကြည့်မယ်ဒီအောင်ကဘသူ့အကြောင်းပြောနေတာလဲ subject ကဘသူလဲဆိုရင်အိမ်မှာဟင်းချက်တဲ့အကြောင်းကိုသူပြောနေတယ် cooking နဲ့ထုံးပေါ့နော်အိမ်မှာဟင်းချက်တဲ့အကြောင်းကိုသူက subject ထားပြီးပြောတယ်အိမ်မှာဟင်းချက်တာကပင်ပန်းနဲ့အချိန်ကုန်တယ်လို့ပြောချင်တာလား तू ကဘာကိုပြောချင်တာလဲဆိုတော့ तू က cooking နဲ့ထုံး is good ပေါ့နော်အိမ်မှာဟင်းချက်တာကောင်းတယ်ဆိုပြီးတော့သူ့ရဲ့ main idea ဒီဒါကိုပြောချင်တာ main idea စာပိုက်တစ်ပိုက်လုံးရဲ့ main idea နာကိုမှလူတွေတယုတ်ပေါ်မြင်ရောင်လာအောင် ထောက်ပို့နေတဲ့အသေးစိတ်အချက်လက်တွေရှိတယ်ဈေးတတာတယ်အကျမ်းမာစေတယ်ပြီးတော့ကြတော့ကျွမ်းကျင်မှုတစ်ခုတက်မြောက်တယ်ပြီးတော့ရိုးရှင်းတယ်ကိုယ့်ရဲ့ဘေးနားကလူတွေနဲ့ပို့ပြီးတော့ရင်းနှီးလာစေတယ်ဒါတွေဒီထောက်ပို့နေတဲ့အသေးစိတ်အချက်လက်တွေဖြစ်ပါတယ် supporting details တွေဖြစ်ပါတယ် okay thank you very much please subscribe and like my facebook channel and youtube and tiktok thank you very much